အသက်26နှစ်ပဲရှိသေးတဲ့ဒီကောင်လေးကအခုဆိုရင်တန်းချွတ်တတိဖြစ်သွားပြီအဲ့တော့ next daily ဆိုလို့ရှိရင်လူရင်းတီးကြလိမ့်မယ်လို့တင်တယ်။ तू ကရက်တောင် challenge နဲ့ content တွေလုပ်ပြီးတော့မှအခုဆိုရင်တော့ तू ကတာမန် content creator လေးမဟုတ်တော့ဘဲနဲ့ကဘာကျော်အောင်မြင်တဲ့ millionaire entrepreneur တယောက်ဖြစ်သွားပါပြီနော်။ဒီလိုဖြစ်ဖို့ရန်အတွက် तू ကရက်တောင် challenge နဲ့ This is the MDS country content ကိုစလုပ်ခဲ့တာပါ။ SDL ရစီးပွားရေးပညာရပ်နဲ့ Harvard တက္ကသိုလ်ကနေပြီးတော့ဝယ်ရခဲ့တယ်။ ဝဲရပြီးတော့သူလည်းဘေးပယ်ရပိုင်တဲ့ဗင်မိုးဆိုတဲ့ကုမ္ပဏီမှာသူကဝန်ထမ်းအနေနဲ့အလုပ်လုပ်ခဲ့တယ်။ဒါပေမဲ့အသက်24နှစ်မှာအလုပ်ကနေထွက်ပြီးတော့မှသူက content creator တယောက်စလုပ်ခဲ့တယ်ပေါ့နော်။သူ content creation နဲ့စလုပ်တဲ့အချိန်မှာတရက်ကို10မိနစ်စာဗီဒီယိုတစ်ပုဒ်ကိုရက်တစ်ထောင်တိတိတင်မယ်ဆိုပြီးတော့မှသူကရက်တစ်ထောင် challenge နဲ့စပြီးတော့မှဖန်တီးခဲ့ပါဗျ။ အဲ့တော့သူကနိုင်ငံတွေတနိုင်ငံပြီးတနိုင်ငံခရီးတွေသွားတယ်အဲ့ဒီနိုင်ငံတွေရဲ့ထူးခြားတဲ့လူတွေအကြောင်းနေရာဒေသတွေအကြောင်းနဲ့ရိုးရာယဉ်ကျေးမှုအကြောင်းတွေကိုအပြုသဘောဆောင်တဲ့ဗီဒီယိုလေးတွေဖန်တီးပြီးတော့မှသူက content တွေလုပ်ခဲ့တယ်ပေါ့နော်အဲ့တော့သူ content တွေဖန်တီးတဲ့ပထမသိမြင်မှာဆိုတော့ဝင်ဝင်လုံးဝမရခဲ့ပါဘူးတဲ့။သူဝန်ထမ်းဘုရားတော့ကစူးစောင်းထားတဲ့ဒေါ်လာ6000ကိုအသုံးပြုပြီးတော့မှသူကရှင်းကြီးခဲ့ရတယ်ပေါ့နော်။ ဒီလိုနဲ့2019ဇန်နဝါရီ5ရက်နေ့မှာသူ့ရဲ့ရက်တထောင် challenge ကြီးကပြည့်သွားတယ်ပေါ့နော်အဲ့ဒီအချိန်မှာဆိုရင်တော့သူက follower 01စခဲ့တဲ့သူပေါ့ follower 12 million နဲ့တကယ်ကိုအောင်မြင်တဲ့ entrepreneur တယောက်ဖြစ်သွားပြီးတော့သူ့ရဲ့ပြန်မြတ်တလဝင်ငွေကဒေါ်လာ8000လောက်ရနေပြီပေါ့နော်အခုဆိုလို့ရှိရင်တော့ Nest Academy တို့ Nest.io တို့လိုမျိုး content creator တွေအတွက် online course တွေကိုသင်ပေးတဲ့ Nest company တွေကိုလည်းပိုင်ဆိုင်နိုင်ခဲ့ပြီးပြီးတော့ Nest Studio လိုမျိုး production လုပ်ပေးတဲ့ company တွေကိုလည်းသူကပိုင်ခဲ့ပြီး ဒါအပြင်သူက brand အနေနဲ့ collaboration လုပ်ပြီးတော့အဲ့ဒီကနေပြီးတော့မှ brandies အနေနဲ့ဝင်ငွေတွေရတာ sound တွေထုတ်တာအင်္ကျီတွေထုတ်တာပြီးတော့နိုင်ငံတွေကိုခီးသွင်းတဲ့ next travel လိုမျိုး project တွေလုပ်တာဒါအပြင်သူ့ရဲ့ channel တွေကနေပြီးတော့မှ monetization တွေရတာအဲ့လိုမျိုးအဖက်ဖက်ကနေပြီးတော့မှဝင်ငွေတွေရနေတဲ့အတွက်ကြောင့်မလို့အခုဆိုလို့ရှိရင် millionaire ဖြစ်သွားပြီပေါ့နော် ဆိုတော့ Nest DG ကဒီလိုမျိုးအချိန်တိုအတွင်းမှာပြောင်းလဲခဲ့ရတဲ့အဓိကအကြောင်းရင်းဟာအရက်တထောင် challenge နဲ့ content တွေလုပ်ခဲ့လို့ပဲဖြစ်ပါတယ်เนาะသူတော့ content ကသူ့ရဲ့ဘဝကိုပြောင်းလဲဖြစ်စေတာလို့ပြောလို့ရပါတယ်အဲ့တော့ Nest ရဲ့ content တွေကိုပြန်ပြီးတော့ခြေရာခံကြည့်တဲ့အခါမှာအဓိကအချက်၃ချက်ကိုသွားတွေ့တယ်ပေါ့เนาะပထမတစ်ချက်ကဘာလဲဆိုတော့ the 1 minute rules ကိုသုံးတာပါအဲ့ဒါဘာလဲဆိုတော့သူ့ရဲ့ content တွေကို1မိနစ်အတွင်းမှာပဲသူက rotation နဲ့ထိရအောင်ဖန်တီးတာဖြစ်ပါတယ် ။နောက်ဒုတိယတစ်ချက်ကတော့3 seconds rule ပဲဖြစ်ပါတယ်။အဲ့တော့လူတွေရဲ့ attention ကိုပထမ3 second အတွင်းမှာလည်းရယူနိုင်ကိုရန်အတွက်သူက3 seconds rule ကိုသုံးတယ်လို့သူ့ video တွေကိုလည်းလူတွေရဲ့ attention ကိုထိန်းထားနိုင်ကိုရန်အတွက်ပြောတဲ့ character ပုံစံတွေနောက်ခံ background တွေ မြင်ကွင်းစိမ့်စီကို30စက္ကန့်တစ်ချိန်30စက္ကန့်တစ်ချိန်အပြောင်းလဲလုပ်ပြီးတော့မှသူက attention ကိုရအောင်ယူထားပါတယ်။နောက်ထပ်အရန်ကောင်းတဲ့တစ်ချက်ကတော့ storytelling အရန်တော်တာဖြစ်ပါတယ်နော်။ Netflix ရဲ့ video တွေကြည့်လိုက်မယ်ဆိုလို့ရှိရင် story လေးနဲ့ပြောပြီးတော့မှတကယ်ကိုလူတို့ရှင်းတဲ့လူရင်းစိတ်ထဲမှာဆွဲသွားအောင် story လေးတွေဖန်တီးပြီးတော့မှသူကပြောလေးရှိတယ်ပေါ့နော်သူရဲ့ content တွေကတကယ်ကိုလူကြီးကြိုက်ပြီးတော့ဆွဲဆံမှုရှိပြီးတော့မှမှတ်မိနေအောင် story လေးတွေနဲ့ပြောတတ်တယ်ပေါ့နော်ဒါကြောင့်သူရဲ့ video တွေကိုလူကြီးကအရန်ကြိုက်ပြီးတော့မှအရန်ကို viral ဖြစ်တဲ့ content တွေပဲဖြစ်ပါတယ်ဒါကြောင့်လည်းသူကအချိန်တိုအတွက်မှလူငယ်မြေရနာတယောက်ဖြစ်ခဲ့ပြီပေါ့နော်ဆိုတော့ neuro တွေလည်း next day ကိုအတူယူပြီးတော့မှ content တွေဖန်တီးခြင်းကဒီကိုယ့်ဘဝတွေပြောင်းလဲပြစ်လို့ရပါတယ် ဒီနေ့ခေတ်ကြီးမှာ Next Daily လို့ပဲမျိုးတို့တွေလည်းတန်းတူအခွင့်အရေးတွေဖြစ်တယ်မျိုးတို့မှလည်းဖုန်းတွေရှိကြတယ်အင်တာနက်တွေသုံးလို့ရနေတယ်ဆိုရှယ်မီဒီယာတွေကိုသုံးခွင့်ရနေတယ်ဆိုတော့ဒီအသာချက်တွေကိုမျိုးတို့အသုံးချပြီးတော့မှ content တွေဖန်တီးမယ်ဆိုလို့ရှိရင်တော့တနေ့ကြာလို့ရှိရင်မျိုးတို့လည်းမီလီယံနာမှာဖြစ်နိုင်မှုလို့ပြောလို့မရပါဘူးเนาะဆိုတော့မီလီယံနာဖြစ်ဖို့အခွင့်အရေးအားဒီ video ကိုကြည့်နေတဲ့ပုံမှန်ရှိပါတယ်เนาะဆိုတော့ခုမှရှိတဲ့ဖုန်းနဲ့ internet resources တွေကိုသုံးပြီးတော့မှ content လေးဖန်တီးခြင်းကိုစတင်မှာလို့မျိုးကတော့အားပေးခြင်းပါတယ်နော်ဆိုတော့ content လေးကိုစနစ်တကျဖန်တီးတတ်ခြင်းနဲ့ပိုဖန်တီးတဲ့ content တိုင်းကလည်းအမြတ်ထွက်ခြင်းနဲ့ဆိုတော့မျိုးစီမှာ first to profit content business မှာဆက်ပြီးဆိုတဲ့ invest ရှိပါတယ် content နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကစာတွေးလက်တွေးရောပြီးတော့မှသင်ကြားပေးမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ join ရနေဆိုတော့လာ join လို့ရပါတယ်ပထမဆုံးအပ်တဲ့အရောက်တရာကို အထူးကြီး6900ကျပ်ထဲနဲ့ပေးထားတဲ့အပြင်3000ခွဲတဲ့ mindset သင်တန်းလက်ဆောင် 9000တန် AI power သင်တန်းလက်ဆောင်နဲ့4900တန် video photo editing master class သင်တန်းလက်ဆောင်ပေးထားပါတယ်เนาะအဲ့တော့သင်တန်းတက်ချင်တယ်ဆိုလို့ရှိရင်တော့ဒီ video လေးအောင်အောင် P2P လို့မှတ်ခဲ့ပေးပါเนาะဒီ video လေးကကိုယ့်အတွက်ခွန်အားတစုံတရာဖြစ်တယ်ဆိုလို့ရှိရင်လည်း like share လို့သွားပေးခဲ့ပါဦးเนาะအားလုံးကျေးဇူးတင်ပါတယ်